ရေးကိုစိုးဝါးစွာရဲ့ထိခိုက်စေပါတယ်။ဆေးရွက်ကြီးမိကိုကိုအဝတ်ဖြူပေါ်မှာမှုတ်တင်လိုက်ပါကအဝတ်ဖြူမှာအမဲစုံများထင်းနေသည်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အဆိုပါအမဲစုံများမှာနီကိုရင်းလို့ခေါ်တဲ့ပြင်းထန်တဲ့အစိတ်တစ်မျိုးပါဝင်နေပါတယ်။အဆိုပါနီကိုရင်းအစိတ်ဟာဆိုရင်မြင်းများပြင်းထန်ပါသည်နည်းဆိုလျင်အစိတ်တစ်ဆက်ကိုယူပြီးယုံဤအရေးပြားကိုတို့လိုက်ယုံဖြင့်ယုံကိုသိစေနိုင်ပါတယ်ရှင်။ဆေးရွက်ကြီးရဲ့သမိုင်းကြောင်းလေးကတော့ဤမြပြင်းထန်သောအစိတ်ကိုလူသားတို့တောက်ရှူသုံးဆွဲခဲ့သည်မှာနှစ်ပေါင်း၈၀၀၀ခန့်ရှိပြီဖြစ်ပါတယ်။ခရစ်တော်မပေါ်မီနှစ်ပေါင်း၆၀၀၀ခန့် BC 6000ခန့်ကလေးကအမေရိကတိုက်မှာဆေးရွက်ကြီးများစတင်ပေါ်ပေါက်နေကြောင်းကိုပညာရှင်တွေကခန့်မှန်းခဲ့ကြပါတယ်။အမေရိကတိုက်မှာနေတဲ့လူရင်းတွေဟာဆေးရွက်ကြီးကိုတုံးဆွဲခဲ့တဲ့အထောက်အထားကိုတော့ခရစ်တော်မပေါ်မီတရားစုအလိုခန့်ကစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။လူရင်းတွေဟာဆေးရွက်ကြီးမှအငွေတွေကိုကောင်းငင်သို့မှုတ်ထုတ်ပြီးနတ်ဖယားများထံမှအငွေများဆက်သခဲ့တယ်လို့လည်းဆိုပါတယ်။ဒါအပြင်ဆေးရွက်ကြီးကိုငုံချင်းရေစိမ်ပြီးအရေးတောက်ချင်းတို့ကိုလည်းပြုတ်လုခဲ့ကြောင်းကိုအထောက်အထားများအရတွေ့ရှိခဲ့ရပါတယ်။ American Red Indian လူရင်းတို့ဤတင်ကြိုင် များတွင်စေးတံများကိုတူးဖော်တွေ့ရှိခဲ့ခြင်းကဤချက်ကိုထောက်ခံခဲ့တာပဲဖြစ်ပါတယ်။ခရစ်နှစ်1492ခုနှစ်သို့ရောက်တဲ့အခါမှာတော့နေမြေသစ်ရှာဖွေသူခရစ်တိုဘာကိုလံပတ်ဟာအမေရိကတိုင်မှာရှိတဲ့